ရင်နာယူပြီးတော့သီလရှင်ကိုထားတာပဲရှိတာလေရှင်ကကျင်းမကြည့်ရတယ်လို့ရှင်အုံသီးတဲ့တရားဥနေမရှင်မရငယ်ခံမှုလားလားမထိန်ချစ်ခံမှုလားလားမသိဘူးနဲ့ယုံကြည်တဲ့သူတွေကိုဒါမိစ္ဆာဒိဋ္ဌိလို့ပြောတယ်ဆိုလို့ရှင်ရှင်တို့ကတက္ကာယဒိဋ္ဌိဖြစ်တာရှင်တို့ကတစ်ခုတစ်ခုဆိုဥမာအပြည့်အုံသီးရတဲ့ကိုးကွယ်ကျွန်မတို့ကအုံသီးကိုးကွယ်နေတာမဟုတ်လေအုံကဲဟိုအုံသီးလိုက်လိုက်ဖြုတ်စားတဲ့ကလုံးတည်းရဲ့မှဘယ်လိုဖြစ်လို့လဲလို့သူ့ဟာသူအုံသီးသူ့ဟာသူနေတာလေ အမေမင်္ဂလာပါမိုးရဲ့ channel လေးရရင်ကြိုဆိုလိုက်ပါတယ်မိုးတီနေတက်ဆက်ပေးခြင်းတဲ့ဗီဒီယိုလေးကတော့ line ပေါ်မှာအရောက်မှာနံမကြည့်ပြီးတော့ကရက်ထားနေတယ်နှာအုံးသီးကိုခွဲစားမယ်ဆိုတဲ့ဆရာလေးကိုအခုဆိုလို့ရှိရင်တော့နက်ကတော်တွေကနေပြီးတော့ပပယ်နေနေနဲ့ဒက်ဆော်နေရပဲဖြစ်ပါတယ်ဗီဒီယိုတက်မှဆိုလို့ရှိရင်တော့အပြည့်စုံပါတယ်ပေါ့နော်ကြည်တယ်မျိုးလည်းဘဟုတုတရအောင်လို့ပြန်လဲမျှော်လိုက်တာပဲဖြစ်ပါတယ်ဒါဆိုရင်တော့ဗီဒီယိုလေးကိုဆက်လက်ကြည့်ရအောင်နော်အုံးသီးကိုခွဲစားဖို့ယူသွားပါဦးမယ်ထီရီပန်ထွားဆိုတဲ့နံမကံတင်ကန်ဝတ်တယောက်ကို ဒီနေရာကနေပဲထဲကျမအနေနဲ့ပြောရတော့မယ်နော်သူ့ကိုကျမကြည့်ရတာတော့ तू ဟာအုံသီးတဲ့တရားကောင်းနဲ့များပฏิပက္ခဖြစ်ခဲ့မှုသလားမသိဘူးနော်ဒီအုံသီးတစ်ခုတည်းကိုတာဂတ်ထားပြီးတော့ तू ရန်ရှာနေတယ်စင့်ကိုစွန်းလောင်းမဲ့စွန်းလူမဲ့လောင်းလူကြမဲ့လူတွေရဲ့မေတ္တာကိုရှင်ကအရင်မယူဘဲနဲ့မေတ္တာတုံးအောင်ရှင်အရင်လုပ်နေတာ။နဲ့ယုံကြည်တဲ့သူတွေကို ဒါမိစ္ဆာဒိဋ္ဌိလို့ပြောတယ်ဆိုလို့ရှိရင်ရှင်တို့ကတက္ကာယဒိဋ္ဌိဖြစ်လာရှင်တို့ကတခုတခုဆွဲဥမာအပြည့်အုံသီးရတဲ့ကိုးကွယ်ကျွန်မတို့ကအုံသီးကိုးကွယ်နေတာမဟုတ်လေအုံသီးကိုကိုးကွယ်လို့ရှင်ကထင်တယ်ဆိုလို့ရှိရင်ရှင်ကိုးကွယ်နေတဲ့အုပ်ပုံကြီးတွေလို့အယုတ်ကြီးတွေပေါ့အင်္ဂရယုတ်ကြီးတွေကြီးယုတ်ကြီးတွေရွှေယုတ်ကြီးလို့ရှင်ကကိုးကွယ်တာလားလို့ကျွန်မကမေးလိုက်မယ်ဒီရှင်ကလင်နာယူပြီးတော့သီလရှင်ဝတ်ထားတာပဲရှိတာလေရှင်ကကျမကြည့်ရတယ်လို့ရှင်အုံသီးတွေတယောက်နေမှာရှင်မရငယ်ခံဘူးလားမထိန်ချစ်ခံဘူးလားမသိဘူး ဗုဒ္ဓဘာသာကိုးကွယ်တဲ့နဲ့ယုံကြည်သူတွေကိုရှင်ကအနိုင်နေပါဘူးလို့စစ်စင်နေရတာဆိုနဲ့ယုံကြည်တဲ့လူတွေကိုရှင်ကဝေဖန်ပုတ်ခတ်တယ်ဆိုတခြားဘာသာဘာသာတွေကိုကိုးကွယ်နေတဲ့လူတွေရောရှင်အနေနဲ့အမြင်ဆောင်နေမယ်ဆိုတာအရင်သိတာတော့အားကြီးပါပဲအဲ့ဒါဆိုမိစ္ဆာဒိဋ္ဌိကိုသူတို့တွေကကိုးကွယ်နေရလားဒီလိုပြောလို့ရတဲ့ခက်မဟုတ်တော့ဘူးအရှင်ပါရှင်ရှင်ကျောင်းထဲမှာရှင်နေရှင်အုံဒီနဲ့အုံဒီမဆွဲရတော့ဘူးလေယုံကြည်တဲ့လူတွေရှင်ဘာလို့လိုက်ပြီးပြဿနာရှာပြီးရန်နေလုံနေရတာလဲဘာတွေပို့ပြီးထူသွားမှာလဲဘာတွေပို့ကောင်းလာမှာလဲစာတခုပြောချင်တာပေါ့နော် အိမ်လွင်အုံးကိုခွဲစားမဲ့သူတွေကစုံရက်ကိုပြုတ်ပြီးတိုးမဲ့သူတွေဒီနေ့ရောက်လာပြီဆရာစီမှာအပြောကျင်လဲဆိုတော့မိမိတို့ရဲ့မိတိုင်ဖားတိုင်ဘိုးတိုင်ကွာတိုင်နှစ်တီကိုပေါ့နော်မပူသောမပတာအဲ့လိုရိုးရာတွေကိုမလုပ်ဘဲနေမယ်ဆိုလို့ရှိရင်နေဘယ်သူမှလည်းမကန့်ကွက်ဘူးဘယ်သူမှလည်းမတားမြစ်ဘူးဒါပေမဲ့အကျိုးတရားအကြောင်းတရားတော့ရှိတာပေါ့နော် ကိုကကောင်းတာလို့ရင်ကိုကောင်းတာဖြစ်မယ်ကိုမကောင်းတာလို့ရင်မကောင်းတာဖြစ်မယ်ဆရာပြောပြီးသားအရင်ဖိုင်ဒီမှာလဲမိမိတို့ကဖယားဟောတရားနဲ့ညီနေနိုင်တယ်ဘာသာရေးတွေလည်းသူများနဲ့မတူတမှုထူးရအောင်လုပ်နိုင်တယ်ဆိုရင်ဒါတွေကလုပ်နေကြကိုမလို့ကိုမမလုပ်နိုင်ဘူးဆိုရင်တော့ရိုးရာနဲ့တူမေးလို့မရအောင်နော်နှက်ဆိုတာလေးပေါ်မှာပဲရှိတာနော်သူတို့ဘလို့လုပ်လို့ကိုမမြင်အောင်နော်ဒုက္ခရောက်လာမှတော့အဖေကေပါအဖကေပါလာမလို့နဲ့ကျုပ်တို့လည်းမကဲ့တတ်ဘူး ုံးစည်းကိုခွဲစားမဲ့သူတွေရက်ခွဲမဲ့သူတွေကစုံရက်ကိုပြုတ်တိုးမဲ့သူတွေအိမ်တွင်းအဟိုပုတ်ပါမှာလေအိမ်တွင်းအဖေကြီးနန်းရှိရသေးလားပုတ်ပါမှာအိမ်တွင်းအဖေကြီးနန်းရှိတာအိုက်ကအုံးစည်းတွေသွားပြီးခွဲပြစ်ပါလားအိုင်နန်းယူသွားဖြတ်ပြစ်ပါလားတတိရှိတယ်လှုပ်ရဲတယ်ဆိုရင်ပေါ့ဆရာဘတော့မလှုပ်ရဲဘူးကြောက်တယ်ဘေးပါတာပဲဖြစ်ဖြစ် ဓာတ်ပဲဖြစ်ဖြစ်နတ်ပဲဖြစ်ဖြစ်တိုက်ပဲဖြစ်ဖြစ်ဗုဒ္ဓဘာသာပဲဖြစ်ဖြစ်ခရစ်စတန်ပဲဖြစ်ဖြစ်အစ္စလာမ်ပဲဖြစ်ဖြစ်သူရိုးရာသူဒလေသူရဲ့ကိုယ်ကိုယ်ရာယုံကြည်ရာသူဒလေထုံးစံနေတော့သူရှိတာပေါ့နော်ဒါတွေကဖះရှင်လက်ထက်နှုံးနေရလဲရှိလာပြီးသားဗေဒင်းနေနတ်ဟောပြောတာတွေနတ်ပွဲတင်တာတွေနတ်ပူဇော်ပသတာတွေဆိုတာတွေကရှိခဲ့ပြီးသားအခုချိန်တည်းမှာအထူးတလေထွေထွေထူးထူးလောက်ပြီးတော့ပြောနေကြမလို့တော့ဘူးပေါ့နော် မိမိယုံကြည်လဲလို့ပါမယုံကြည်လဲမလို့ပါနဲ့မစော်ကားပါနဲ့နှက်တွေကိုစော်ကားလို့နဂရောတွေဗီရင်ဆရာတွေကိုစော်ကားလို့နာလို့ပြောခြင်းမဟုတ်ပါမိမိတို့ပြောတဲ့သူတွေအနေနဲ့ဟိုဘယ်လိုပြောမလို့တခုခုဖြစ်မှာစိုးလို့ပေါ့နော်ဖုံးကြီးနေဟောတာတွေတချို့ဖုံးကြီးနေကနတ်မပူစော်ပါတာမပါတာဖို့အုံးကြီးတွေဆွဲဖို့ဟောတဲ့ဟာတွေတချို့ဆရာလေးတွေပြောတာတွေဒါသူတို့ပြောတာသူတို့ကံတာသူတို့ကဆရာလေးတွေဖုံးကြီးတွေဘာမှမဖြစ်ဘူးဖြစ်လေသူတို့ဖြစ်သူတို့ကံမှာပဲ ။နောက်ကကိုဝန်းလေးလိုက်ပြီးတော့သူများရောင်လို့ရောင်အမောင်တန်များမြောက်မှန်းမသိဘဲနဲ့လိုက်လို့လို့ရှင်ရတော့ကိုခမ်းမှာပဲဘုန်းကြီးနေမေတီလာရှင်နေကနောက်မှသူတို့ကဖះနဲ့တရားနဲ့၅ပါးတီလာ၈ပါးတီလာတွေသူတို့တို့လုံအောင်ထိုင်နိုင်တယ်သူတို့မခံရဘူးကိုကတောင်မှန်းမသိမြောင်မှန်းမသိကဤမှန်းမသိခဝေးမှန်းမသိအဲ့လိုလူတွေကခံရမှာနော်ထမိန်မကအောင်ယူသွားမှာပဲဆရာရှင်မမသွားခဲနဲ့မတက်နိုင်ကြိုးလို့ရှင်မလာခဲနဲ့မလုပ်ပေဘူးကဲဟိုအုံးဒီလိုက်လိုက်ထုတ်စားတဲ့ဂလုံးတရေမှာ ဘယ်လိုဖြစ်လို့လဲလို့သူ့ဟာသူအုံဒီသူ့ဟာသူနေတာလေကိုကိုွယ်ထားတာမဟုတ်လားဒါပူတော်ထားတာပတ်တာထားတာလေဟုတ်လားအနန္တောအနန္တငါးပါးထဲမှာဟုတ်လားဖယားအထုပိတ်ထားပြီးရောဖယားကိုဒီမှာတတိချာ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 နာနာလုထားရလေဒါဖယားဒါကိုကိုွယ်ထားတာလေဒါပူတော်ပတ်တာထားတာလေဘလို့ဖြစ်တော်တော့ဂရုံးတရေမာရဲ့အားနေအုံးတိတွေဖြုတ်ဖြုတ်ပြီးရောစားနေတော်တော်အုံးတိကြိုင်နေတယ်ဟဲ့လား တတ်သူနေတာလေနန်းလေးထဲမှာတတ်သူအုံးသီးလေးကငင်းငင်းနေတာဘာလို့တက်တက်ပြီးခလုံးတိုက်နေရတော့စားကျင်လည်းပြောဝယ်ကျွေးမယ်လေဖြစ်ဖြစ်မစားနဲ့တိတ်ပြီးတော့လည်းစားမနေတော့နေရအပြင်းနဲ့အပူတွေကံပြီးအုံနောက်အောင်ကျတော့ပြက်ကုန်မယ်တလားတွေးတွေတိုးပြီးတော့ဘယ်လိုပြလို့တတ်သူနေတော့အုံးသီးတက်တက်ခလုံးတိုက်နေတယ်မသူတစ်ခါလာလဲအုံးသီးတစ်ခါလာလဲအုံးသီးဟိုထိုင်းမှာရိုက်တာပိန်လန်သီးတရေကသူ့ကြမှာအုံးသီးတရေမှာအုံးသီးတရေကရိုက်ခံရမယ် တတ်သူနေနေတာဘာဖြစ်လို့လဲဒါပူတော်ပတာထားတာမဟုတ်ဒါကိုးွယ်ထားမဟုတ်ပူတော်ပတာထားတာလေအဲ့ဒီအိမ်မှာလူတယောက်ကိုတင်ထားပြီးလင်ချတာလွယ်တယ်သိလားပုပ်ကိုတင်ထားပြီးပြုတ်ချဖို့မလွယ်ဘူးတတ်သူနေတဲ့အုံတွေတက်တက်ခလုတ်တိုက်ပြီးဖြုတ်ဖြုတ်စားနေအဲ့လောက်တောင်စားခြင်းနေလားဘာလို့အိမ်နှင်းဖိန်နေတာဘာဒီများဟိုဘွားဖြစ်ခဲ့လို့အဲ့လောက်တောင်မုန်းတီးနေရတော့ဟမ်ဘာဟိုဘွားအိမ်နှင်းဖိန်ရအောင်မခွက်နေလိုက်ခောက်ထားလို့လားဂရုံးတည့်ရဲမရဲ့ တကယ်ပဲတုတ်တူနေတဲ့အုံကြီးတက်လိုက်ပြောဖြုတ်ဖြုတ်တိန်စင်းတိန်တဲ့အုံတိတွေလိုက်လိုက်ပြီးဖြုတ်ဖြုတ်စားနေတော့ဥတင်တယ်နဲ့ဘာလို့များပတ်သက်လို့လဲအဲ့လောက်တော့မုံဒီနေဥတင်တယ်ပဲတက်တက်ခလုတ်တိုင်နေခါလာလဲအုံဒီတခါလာလဲအုံဒီအုံတိတွေတော်တော်ဖြုတ်ဖြုတ်စားနေတော့တော်တော်အုံတိကြိုက်နေဟလားဂရုံးတရေမာရဲ့မင်္ဂလာပါသားတို့တမီးတို့ဘေးရန်ပေါင်းကင်းရှင်းပြီကိုစိတ်နှပေါင်းကျမ်းမှချမ်းသာခြင်းရှိကြပါစေ ကဘာသူကဘာသားတတဝါအလုံးစီးရဲ့ချင်းကင်းပါစေမြန်မာနိုင်ငံသူနိုင်ငံသားအလုံးဘေးရန်ပေါင်းကင်းဝေးကြပါစေကျောင်းသင်ငန်းဆွမ်းစစ်ပစ္စည်းလေးပါလှူဒန်းထောက်ပံ့ပေးကြကုန်သောမိခင်ဖခင်နဲ့တူကြကုန်သောတခါတော်မှအလုံးဘေးရန်နေကင်းရှင်း၍အရိယာတို့တည်ရတော်အရိယာတစ္ဆာတရားများတင်ယူနာကြသည့်အတိုင်းတည်မြဲနိုင်ကြပါစေမန်းပိုင်ရှင်ကလေးရေမင်္ဂလာပါဆရာလေးရဲ့ဆုဆုံးမမှုကြောင့် အုံဒီကိုခွဲစားတက်နေပါပြီအဲ့ဒီအယူမန်အတိမန်အမှတ်မန်လေးကိုဒါလိုပဲတပားသူအားလုံးအယူမန်အမှတ်မန်သွားမယ်ဆိုရင်တော့အုံဒီကိုရဲရဲဝံ့ဝံ့ခွဲစားနိုင်ကြမှာပါဒါကပြည့်ညက်အမှန်လို့ခေါ်တယ်နော်ပြည့်ညက်အမှန်စကားအုံဒီဆိုတာတဲ့ပြည့်ညက်ပဲရှိတယ်သူကဆရာလေးတို့ရဲ့အအတိနဲ့နေတဲ့မှာအဟာရလို့ခေါ်တယ်နော်ရုပ်အဟာရလို့ခေါ်တယ်ဒီရုပ်ခန္ဓာကြီးကိုတည်တံ့ပြန်ပွားဖို့ ရုပ်ခန္ဓာကြီးရှင်တန်ဖို့အတွက်ကအာဟာရလိုအပ်တယ်။အဲဒီအာဟာရထဲမှာတဲ့နော်အခုဟင်းသီးဟင်းရည်တွေတတိတွေတားငါးတွေဆိုတာကရုပ်အာဟာရ။အုံသီးဆိုတာဗာလဲရုပ်အာဟာရ။ပရနဲ့ပရမတ်နဲ့ပြောမယ်ဆိုရင် तू ကအာဟာရပစ္စည်းပဲနော်။အဲ့တော့အုံသီးဆိုတာကပြည့်ညက်အမှန်။တကယ်တော့ तू ကလည်းဗာလဲဆိုလို့ရှိရင်အာဟာရ။အဲဒီအာဟာရကဗာလဲတဲ့ခန္ဓာကိုယ်ကြီးတည်တံ့ဖို့အတွက်ခြေစုပ်ပြတ်တဲ့အာဟာရစားတွေပေါ့။အာဟာရတွေပေါ့။ဒီအာဟာရစားရုပ်ကိုခြေစုပ်ပြုတ်ပေးတယ်လို့ခေါ်တယ်။ ဲ့တော့ only ဆိုတာကကိုးကွယ်ဖို့လည်းမဟုတ်ဘူးခေါင်းပေါင်းပေါင်းဖို့လည်းမဟုတ်ဘူးအဲ့ဒါကမီယိုးဗလာရှင်းတက်လာခဲ့တဲ့အယူမားတွေအမှန်မားတွေတနည်းပြောလို့ရှိရင်ပေါ့လူချင်းချင်းလက်ပတ်ချင်းကင်းရှင်းကြပါစေဆိုတဲ့စကားပဲလူချင်းချင်းလက်ပတ်နေကြတယ်လက်ပတ်ပြီးတော့ပြန်စင်းသားကြည့်မိမိတဲ့ယုံကြည်စရာဘာရှိမှာလဲအုံးဒီကဘာလုပ်ပေးနိုင်မှာလဲအုံးဒီကဘာမှလုပ်မပေးနိုင်ဘူးမိမိရဲ့အယူမား ဟုတ်လားအုံသီးဆိုတာနက်ရှိတယ်ဆိုတော့အုံသီးနက်ဆိုပြီးတော့စိတ်ထဲမှာဥပါဒဏ်နဲ့ဆွဲလန်းပြီးတော့ကိုယ်ကွယ်လိုက်တဲ့အတွက်အဲ့ဒီဥပါဒနာပစ္စယမဖြစ်တာလေဒုက္ခသစ္စာပဲဆွဲလန်းခြင်းဥပါဒဏ်ကြောင့်ပဲတဲ့မိမိကဆင်းရဲနေရတယ်တဲ့မချမ်းသာဘူးဩငါတို့ဒီအုံသီးကိုဝါအဝါဝင်ဝါအတွက်ကိုမလဲပေးဘူးဆိုရင်ငါတို့မင်းဘာမင်းဖြစ်မလဲငကိုဒီရရုပ်ခန္ဓာကြီးကယောဂတဲ့ကြီးလေဟုတ်တယ်မလားအမြဲတမ်းထုံချင်းကြိုက်ခဲညောင်းညာခြင်းနဲ့ဖောက်ပြန်နေတဲ့ရုပ်တဘာဝပဲ အဲ့ဒီတော့မိမိရဲ့အယူမားတွေကိုဆွံ့လွတ်ကြပါလို့เนาะအခုဒီကလေးလိုပဲဆရာလေးရဲ့ဆုံးမမှုကိုနားထောင်လိုက်တဲ့အခါမှာအုံဒီဘိုးတွေလည်းမကုံတော့ပါဘူးအုံဒီကိုအညာအုံဒီကိုဆွဲပြီးတော့ဒိုက်ကဖွင့်ပေးရတဲ့ကိစ္စတွေမရှိတော့ပါဘူးမိမိရဲ့စိတ်ကအယူမားမိစ္ဆာဒိဋ္ဌိကိုဖြုတ်လိုက်တဲ့အတွက်ဥပါဒနာပစ္စယဆင်းရဲခြင်းဒုက္ခကိုမရောက်တော့ပါဘူးလို့เนาะဒါကြောင့်မို့ဥပါဒဏ်တွေကင်းဝေးကြပါစေဥပါဒဏ်ဆွဲတွေဖြုတ်လို့ရှိရင်တော့ဆင်းရဲခြင်းတွေလွတ်ပါတယ် ဟုတ်ကဲ့ပါမျိုးတို့ရေမိုးဝဲဗီဒီယိုလေးရတော့ဒီလောက်ပါပဲဗီဒီယိုထဲမှာဆိုလို့ရှိရင်တော့နှောင်းတီးကိုခွဲစားမယ်ဆိုတဲ့ဆရာလေးကိုနှက်ကတော်ကြီးကစိတ်ဆိုးနေကြတာပေါ့နော်တော်တော်လေးကမှလည်းပက်ပက်နေနေနဲ့ကိုဒက်ဆော်နေရပဲဖြစ်ပါတယ်ကြည်တံမျိုးကြီးလည်းဘဟုတရရအောင်လို့ပြက်လဲမြောက်လိုက်တာပဲဖြစ်ပါတယ်ဒီဗီဒီယိုလေးနဲ့ပတ်သက်ပြီးတော့ထင်မြင်စကြက်ကလေးနဲ့အတွေ့အကြုံလေးတွေကိုလည်းဗီဒီယိုလေးရဲ့အမှန် comment လေးတွေရေးပြလို့ရပါရဲ့ရှင့်နောက်ထပ်လည်းမိုးဆက်လီတဲ့နေ့ဟာတာဗီဒီယိုလေးဘဟုတရရဆက်ဗီဒီယိုလေးတွေကိုနေ့စဉ်တိုင်းတင်ဆက်ပေးသားမှာမို့မိုးဝဲ channel လေးကို like and subscribe လေးတောက်ဖို့တောင်းဆိုပါရဲ့ရှင့်နောက်ထပ်ဗီဒီယိုမှာပြန်ဆုံမယ်နော်တတား